El <coughs> ်ပြည်အရှိပိုင်းမှာတရုတ်နိုင်ငံပိုင်းကုမ္ပဏီတစ်ခုကမြေရှားနဲ့ရွှေတူးပေါ်တဲ့လုပ်ငန်းတွေကိုအကြီးအကျယ်ချဲ့ထွင်နေတာဟာဒေသတွင်းသဘာဝပတ်ဝန်းကျင်ကိုအများကြီးထိခိုက်စေနိုင်တယ်လို့ရှမ်းလူခွင့်ရေးမှန်တိုင်း SHRF ကသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ဒီတူးပေါ်မှုတွေဟာရှမ်းပြည်အရှိပိုင်းမိုင်းဆက်မြို့နယ်မိုင်းရောက်ဒေသထဲမှာပဲဖြစ်ပါတယ်။တရုတ်နိုင်ငံပိုင်း China Investment Mining Company ဟာအဲ့ဒီဒေသမှာဒီမြေရှားတက်ထုနဲ့ရွှေတူးပေါ်တဲ့လုပ်ငန်းတွေ ်ကိုတိတိတတ်တာချဲ့ထွင်လာတာကိုဂျူရုဓာတ်ပုံအစ်စ်တွေအရာ တွေ့ရတယ်လို့ SHRF ရဲ့အော်တိုဘာလ28ရက်နေ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။အဓိကစိုးရိမ်စရာကောင်းတာကတော့အစိမ့်တင်နိုင်တဲ့ဒီစွန့်ပစ်ပစ္စည်းတွေဟာနှမ်ခုံမြစ်ထဲကိုတိုက်ရိုက်စီးဝင်နေတာပဲဖြစ်ပါတယ်။ဒီမြေရှားတထုအဒူဖော်မှုမှာမြေအောက်ကိုဓာတုပစ္စည်းတွေဖိသွင်းပြီးတူးတဲ့နီလန်းကိုအသုံးပြုနေတာကြောင့်တဘာဝပတ်ဝန်းကျင်ထိခိုက်မှုအရန်ကုန်မှပြင်းထန်စေနိုင်တယ်လို့ SHRF ကဆိုပါတယ်ဒီအစိတ်အသင့်စွန့်ပစ်ပစ္စည်းတွေဟာဆိုလို့ရှိ ှင်မြစ်အောက်ပိုင်းကထိုင်းမြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ဒေသခံတွေကိုပါထိခိုက်လာနိုင်တဲ့အတွက်စိုးရိမ်မှုတွေကြီးနေပါတယ်။အော်တိုဘာလအစောပိုင်းသတင်းတွေအရထိုင်းအာဏာပိုင်တွေကလည်းနမ်ခုတ်မြစ်ရေကို စစ်ဆေးတဲ့အခါမှာဒီအာဆနစ်နဲ့ခဲတပ်ပေါ့လေပမာဏကတမတ် ဘေးအန္တရာယ်အဆင့်ထက်ကိုကျော်နေတာကိုအကြိမ်ကြိမ်တွေးခဲ့ရတယ်လို့ဆိုပါတယ်။မိုင်းရောက်ဒေတာဟာဆိုလို့ရှိရင်ဒီလက်ရှိမှာပေါ့လေဝါပြည်သွေးစီညင်တွေရေးတက်မတော့ UWSA နဲ့မြန်မာစစ်ကော်မရှင်တို့ကပူးတွဲပြီးတော့ထိန်းချုပ်ထားတဲ့နေမြေဖြစ်တာကြောင့်ဒီလုပ်ငန်းတွေကိုလုတ်ကင်ဖို့အတွက်ဆိုရင်နှစ်ဖက်စလုံးရဲ့ခွင့်ပြုချက်လိုအပ်တာဖြစ်တယ်လို့လည်း SHRF ကထောက်ပြထားပါတယ်ရှင်။